2025ခုနှစ်နောက်ပိုင်းကြားဖြန့်လို့ဆိုလိုက်တာနဲ့မြန်မာနိုင်ငံသားတွေအနေနဲ့ပထမဆုံးပြည်နေမိတဲ့အရာကဘာများဖြစ်မလဲဟုတ်ပါတယ်တဟင်ပြည်နယ်ကစောချစ်သူဦးဆောင်တဲ့နေကြာဆောင်တပ် BGF နေနီကရွှေကုတ်ကို PPK ပဲဖြစ်ပါတယ်ဒါဟာမြန်မာနိုင်ငံမှာတွေမဟုတ်ပါဘူးကဘာကြီးကလည်းဒီလိုပဲငင်နေကြတာပါ ီကြားခက်လုပ်ငန်းကြောင့်ပဲဒေသခံကရင်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့နေကြားဆောင်တပ် BGF ဟာနှစ်စဉ် American Dollar တန်ပေါင်းရာနဲ့ချီပြီးတော့အကျိုးအမြတ်တွေကိုသိမ့်ယူနေပါတယ်ဒီလိုအကျိုးအမြတ်တွေကြောင့်ပဲ BGF ဟာ KNU နဲ့ပူးပေါင်းလာဖို့ဆိုတာကဖြစ်လာစရာအကြောင်းလုံးဝမရှိသေးပါဘူး ို့တော့ KNU ဘက်ကတော့တရင်ချင်းချင်းပြန်မတိုက်ဘူးဆိုတဲ့မူကိုတရားဝင်ကြေညာခဲ့ပြီး BGF ကိုမိချောင်းမင်းရေခင်းပြကစီယုံခဲ့ပြီးမယ်နောက်ဆုံးမှာတော့တရင်လူလူလွမြောက်ရေးထက်ကိုကျိုးစီဝါကိုပဲရှေရန်တင်တဲ့ BGF တို့ရဲ့နောက်ကျောကဓာတ်နဲ့ထိုးတော့ဘူးခံလိုက်ရပါတယ်2025ခုနှစ်စက်တင်ဘာလထဲမှာကိုပဲစကားစားဟာ BGF TKBA တို့ရဲ့လမ်းပြကူညီမှုနဲ့မြဝတီကော့ကရိတ်အာရှလမ်းမတီကိုကြံလေရယူပါယနေ့ချိန်မှာတော့လိကိကိုအထီကိုအင်အားသုံးကြံလေထူးဆစ်စင်းနေနိုင်ပြီဖြစ်ပါတယ် ်စကစပကစစ်မှုထမ်းတပ်သားအင်အားရာနေချီကြောက်ဆုံးခဲ့တဲ့ဆိုပေမဲ့လည်းမြေပြင်မှာနေနီအီရိယာတွေကိုတော့တစတစတူးယူနေပါတယ် KNU ဟာလာမယ့်နှစ်မှာပြုလုပ်မယ့်စကစရဲ့ရွေးကောက်ပွဲကိုကန့်ကွက်ကြောင်းတရားဝင်စာထုတ်ခဲ့ပေမဲ့ BGF အပေါ်ရင်ပြောင်း KNA နဲ့ KNL PC TKPA စတဲ့အဖွဲ့တွေကတော့ဒီရွေးကောက်ပွဲကိုကပ်ဝဲဆောင်းလျှောက်ပါမယ်လို့ပြောင်းပြောင်းတင်းတင်း KNU ကိုစင်ခေါ်လာခဲ့ပါပြီ KNU ဘက်ကရှုမြင်ပုံကတော့တင်တင်ငင်လူမျိုးဟာမြန်မာနိုင်ငံမှာလူဦးရေခွန်းနှပန်းခန့်သာရှိတဲ့လူနည်းစုဖြစ်တဲ့အပြင်နှစ်ပေါင်း80ကျော်ကြာတော်လှန်ရေးဆင်နွှဲလာခဲ့တာကြောင့်ကရင်တို့ရဲ့လူသားရင်းမြေဆုံးရှုံးမှုတန်ဖိုးဟာမြင့်မားနေပါတယ်။နှစ်တချင်ကရဲဘော်ရဲဘက်တွေလည်းဖြစ်လက်ရှိကရင်စစ်မျက်နှာမှာဗန္နာငွေအင်အားရောလူအင်အားပါအတောင်တင်းဆုံးဖြစ်တဲ့ BGF ကိုကောင်းစွာစီးရုံနိုင်ခဲ့ရင်စစ်ကောင်စီကိုခဲရခဲစစ်တိုက်စီရမလို့ပဲအချင်းတို့အတွင်းကရင်ပြည်နယ်ဟာလွတ်မြောက်သွားနိုင်တဲ့အခြေအနေရှိတာကတကြောင်ပေါ့လက်ရှိ ှိ KNU BGF TKBA တို့ဟာအဖွဲ့အစည်းတွေသာကွဲပြီးမယ်အောက်ခြေရဲဘော်တွေဟာဆွေမျိုးနိဆက်တော်တဲ့သူတွေဖြစ်နေတာတွေလည်းရှိနေတာတွေကြောင့်တနိုင်တမျှထိတ်တိုက်မတွေ့ဘဲကရင်လူမှုပေါင်းစည်းရေးမှသည်လွတ်မြောက်ရေးသို့ဦးတည်နိုင်မှုမျှော်လင့်ခဲ့တာပါသို့သော BGF အနေနဲ့ KNU နဲ့လက်တွဲမယ်ဆိုရင်လက်ရှိတရားမဝင်ရာဇဝတ်စီးပွားရေးတွေကိုဆွန့်လွှတ်ရတော့မှာဖြစ်ပါတယ် BGF အနေနဲ့လည်းတရားမဝင်ရာဇဝတ်စီးပွားရေးအကျိုးအမြတ်နဲ့ကရင်လူမှုလွတ်မြောက်ရေးအကြအပြိုင်ရမှာတော့ရခင်က ကရင်လူမှုအကျိုးစီး င်းပွားအတွက်လို့တက်သွင်းသွင်းဩခဲ့ပြီးနှစ်ဖက်စလုံးကိုထိန်းကျောင်းနေသည်။ဟန်တက်ခုတ်ခဲ့ပေမဲ့ ခုချိန်မှာတော့မျက်နှာဖုံးကကြွားကြသွားခဲ့ပါပြီ BGF ခေါင်းဆောင်စောချစ်သူဟာတစ်ချိန်လုံးမှာတော့ကရင်လူမှုအကျိုးစီးပွားကိုလိုလားခဲ့ပြီးဆင်းရဲဒုက္ခမျိုးစုံကြားကနေကရင်လူမှုအတွက်တိုက်ပွဲဝင်ခဲ့တဲ့သူတဦးပါထို့သောလူရီဟာဆင်းရဲတဲ့ဒဏ်ကိုခံနိုင်ကြပြီမဲ့ချမ်းသာတဲ့ဒဏ်ကိုမခံနိုင်ကြဘူးဆိုတဲ့စကားအတိုင်းမမောလောက်စရာ American Dollar ပန်းမောင်း190ပမာဏရှိတဲ့အကျိုးအမြတ်တွေဟာစောချစ်သူနဲ့အပေါင်းပါတို့ကိုကရင်အချင်းချင်းသစ္စာဖောက်စီခဲ့တဲ့အဓိကအကြောင်းရင်းတွေ ကတခုပါ KNU ဟာကြားဖြန့်တွေကိုနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းကနှိမ်နင်းမှုတရားဝင်ထုတ်ပြန်ထားတယ်လို့ကြားဖြန့်တွေဟာလည်း BGF နဲ့စကတ်ဆာတို့ရဲ့အသက်သွေးကြောဖြစ်တာမို့လို့ KNU ဘက်ကအိမ်မက်မက်ခဲ့တဲ့ကရင်ချင်းချင်းပေါင်းစည်းရေးဆိုတာကတောင်းကင်မှာအယုတ်ရေးတယ်လို့ပါပဲ။စိုက်ဘာရာဇဝတ်စီးပွားရေးများအပြင်တရားမဝင်ပြစ်ဒဏ်စာလုပ်ငန်းတရားမဝင်လောင်းကစားမှုနဲ့မူးယစ်ဆေးဝါးလူကုန်ကူးမှုတို့ကနေ20ဒေါ်လာသန်းပေါင်း190ကျော်ရရှိနေခဲ့တာပါ။ဒီသန်းပေါင်း တိယ90ရဲကမှ90ရာနှုန်းကိုစစ်ကောင်းဆောင်မင်းအောင်လိုင်တို့နဲ့အပေါင်းအပါတွေကိုပြီးဆောင်နေရတယ်လို့ American ငင်းချမ်းရေး Institute USIB ကတရားဝင်ထုတ်ပြန်ထားပါတယ်ဒေါ်လာတန်တိယ90ဆိုတဲ့ပမာဏဟာမြန်မာနိုင်ငံသားအလုံးကိုခွဲဝေပေးလိုက်မယ်ဆိုရင်တော့တဦးကိုဒေါ်လာ3တန်းခန့်လူတိုင်းစီပေးနိုင်တဲ့ပမာဏပါ American နဲ့တရုတ်နိုင်ငံသားတွေကိုအ திக ပြစ်မှတ်ထားပြီးလင်းလေအမျက်ထုတ်နေကြတာဖြစ်ပါတယ်2025ခုနှစ်နှစ်စန်းပိုင်းမှာတရုတ်နိုင်ငံကြားရေးဝန်ကြီး င်ဝမ်းရှိဥဆောင်တဲ့ဇင်းရောလှုပ်ရှားမှုနဲ့အတူကြားထန်ကိုင်းတချို့ကိုခေါတုံနှိမ်နေနိုင်ခဲ့ပါတယ်သို့တော့ဒါဟာအနစ်ချက်နိုင်သေးတာမဟုတ်ပဲကြားဖြတ်ဟာ BGF နဲ့စစ်ကောင်စီတို့ရဲ့အကာအကွယ်ပေးမှုအောက်မှာဆက်လက်ကြီးထွားနေသေးပါအခုအချိန်မှာတော့ကြားဖြတ်ဟာ American နိုင်ငံသားတွေကိုစူဝါစာ ထိခိုက်လာနေပြီဖြစ်ပါတယ်2024တနှစ်ထဲမှာကိုပဲ American dollar 10 billion တိဆုံးရှုံးမှုမြင့်တက်လာပြီးဖြစ်တာမို့လို့အရင်းယူပိတ်ဆို့မှုတွေလည်းစတင်နေပါပြီ2025ခုနှစ်စက်တင်ဘာလ10ရက်နေ့ကစတင်က American ဘန်ဒါရေးဝင်ကြီးဌာနနိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးယုံ OFAC ကကရင်ပြည်နယ်မှာရှိတဲ့ကြားပြတ်နဲ့ဆက်ဆက်နေတဲ့လူပုဂ္ဂိုလ်တွေနဲ့ကုမ္ပဏီတွေစုစုပေါင်း9ခုကိုပိတ်ဆို့အရင်းယူမှုတွေလုပ်လာနေတာတွေ့ရပါတယ်ဒီအချက်အလက်တွေနဲ့ပတ်သက်ပြီးတော့ကိုမရက်ကျော်သူရဲ့တင်ပြချက်လေးတွေကိုတစ်စိတ်တစ်ပိုင်းဖော်ပြပေးပါမယ် မြန်မာနိုင်ငံရဲ့ပတ်သက်လို့ပိတ်ဆို့မှုစီးရင်ထဲမှာဘုံမူကြီးစောချစ်သူနဲ့အကျိုးတူစီးပွားဖက်လက်ဖြစ်သူ့ရဲ့လက်ယုံလို့ဆိုနိုင်တဲ့ဘုံမူစောတင်ဝင်းပြီးတော့နောက်ထပ်လက်ယုံတူဖြစ်တဲ့ဘုံမူကြီးစောမင်းမင်းဦးတို့ကထိတ်ဆုံးမှာပါဝင်ပါတယ်ပြီးတော့ဘုံမူကြီးစောမင်းမင်းဦးအပါဝင်စောချစ်သူသူ့သားစောထူအမူနောက်ထပ်သားတယောက်ဖြစ်တဲ့စောချစ်ချစ်တို့ပူရဲပိုင်ဆိုင်တဲ့ချစ်လင်းမြိုင်ကုမ္ပဏီပြီးတော့ရှက်ချစ်ချံဦးစီးပြီးဘုံမူကြီးစောမင်းမင်းဦးကင်တွေတဲ့မြန်မာရထိုင်းကုမ္ပဏီလီမိတက်တို့လည်းပါဝင်ပါတယ် ဒါပြင်ဘုံမူကြီးစောချစ်သူပိုင်ဆိုင်တဲ့ချစ်လင်းမြိုင် Toyota Company Limited ချစ်လင်းမြိုင်တတုတူဖော်ရင်းတဲ့စက်မှုလုပ်ငန်း Company Limited တို့လည်းပါဝင်ပါတယ်။ပြီးတော့ရွှေကုတ်ကိုစီမံကိန်းတွေအလုံးရှိနေတဲ့ရထိုင်းမြို့သစ်နေရာလည်းပါဝင်ပါတယ်။ဒီထဲမှာဒီရထိုင်းမြို့သစ်နေရာဟာ Company လည်းမဟုတ်လူနာမည်လည်းမဟုတ်ပေမဲ့ကြောက်ဖြန့်ဂိုင်းတွေရဲ့ဌာနချုပ်တစ်ခုအနေနဲ့အမေရိကန်ကစည်ရင်းတွေကိုထည့်ထားတာတွေ့ရပါတယ်။ခုကျွန်တော်ခုနပြောသွားတဲ့ ဒီစောတင်ဝင်းတို့စောမမေဦးတို့ဆိုတာတကယ်တော့ထတ်တိုးပိတ်ဆို့ခံရသူတွေဖြစ်ပါတယ်စောချစ်သူနဲ့သူသားနှုတ်ဦးဖြစ်တဲ့စော 2M စောချစ်ချစ်တို့ကိုတော့ဒီနှစ်ပိုင်းမေလကလေးကအမေရိကန်ကပိတ်ဆို့မှုစီးရင်ထဲမှာထည့်ထားပြီးသားဖြစ်ပါတယ်ခုထတ်တိုးစီးရင်ထဲမှာပါလာတဲ့နောက်ဆုံးတစ်ယောက်ကတော့ရှဲချစ်ချမ်းပါပဲဒီနေရာမှာရှဲချစ်ချမ်းဟာထိုင်းနိုင်ငံကလောင်ပရင်းထောင်ထဲမှာရှိနေတာတော့မှအမေရိကန်စိုးရကသူ့ကိုပိတ်ဆို့မှုစီးရင်ထည့်တာစိတ်ဝင်စားချက်ကောင်းပါတယ် ချက်ချင်းချင်းထောင်ထဲရောက်နေတဲ့အချိန်မှာသူပိုင်ဆိုင်တဲ့ဒါမှမဟုတ်ဒီမှာကျွန်တော်တို့ပြောလို့ရတာကသူဦးစီးခဲ့တဲ့ရထိုင်းကုမ္ပဏီနဲ့ဒီစီမံကိန်းကြီးဟာဘလို့သွားနေတယ်လဲအကျိုးအမြတ်တွေဘလို့ခွဲဝေနေတယ်လဲဆိုတာစတာတွေကိုဘယ်သူမှမသိရပါဘူးဒါပေမဲ့ပြီးခဲ့တဲ့နှစ်2024ဩဂုတ်လတုန်းကတော့ထောင်ချနေတဲ့ရှစ်ချက်ချင်းအတွက်ဆူတောင်းမြတ်တာပို့တာတဲ့ပွဲကိုဗိုလ်မှူးကြီးစောချစ်သူဦးဆောင်ပြီးတော့လူယာထောင်ချီနဲ့ကျင်းပခဲ့ပါတယ်ဒါကြောင့်ရှစ်ချက်ချင်းကိုတရုတ်ရဲ့တောင်းဆိုမှုနဲ့နိုင်ငံတကာရဲတပ်ဖွဲ့ကတစင်းထိုင်းရဲကဖမ်းဆီးခဲ့ပေမဲ့ ရွှေကြည်ကျန်းကတော့ထောင်ထဲကနေဆက်လက်အလုပ်လုပ်နေသေးပဲလို့ယုံကြည်ရပါတယ် ညီတို့ပင်ဆိုစီကမူမင်းအောင်လိုင်းတို့အုပ်စုနဲ့ BGF တို့ကြားကမဟာမိတ်တည်ဆောက်မှုဟာအကျိုးအမြတ်ကိုသာလျင်အခြေခံထားတာပါ BGF နဲ့ DGB တို့ဟာမင်းအောင်လိုင်းအတွက်တော့ကွန်တုံးတစ်ခုလိုပါပဲအသုံးမလိုတဲ့အချိန်မှာအမိုက်တောင်းတဲ့ကိုအပြစ်ခံရတော့မှာပါဒီကြားဖြတ်လုပ်ငန်းတွေဟာလက်တလောမှာစကားစာအတွက်ကို BGF အတွက်ပါအကျိုးအမြတ်များစွာရနေတယ်ဆိုပေမဲ့ကမ္ဘာအင်အားကြီးနိုင်ငံတွေဖြစ်တဲ့တရုတ်ကရောအမေရိကန်ကိုပါဆူဆူဝါဝထိခိုက်လာနေပြီဖြစ်တာမို့လို့ဒီနှစ်နိုင်ငံဟာလည်းအေးအေးဆေးဆေးလက်ပိုက်တော့ကြည့် မနေပါဘူး။အနှီးနဲ့အမြဆိုသလိုကြားဖြတ်နေခါခြေမုန်းခံရပါလိမ့်မယ်။ဒီလိုအခြေအနေတွေသာတကယ်ဖြစ်လာခဲ့မယ်ဆိုရင်ဗမာစစ်တပ်ဟာစောချစ်သူနဲ့အပေါင်းအဖော်တွေကိုမုတ်ချမသွေထုတ်ကြွေတော့မှာဖြစ်ပါတယ်။ BGF, DKBE, KNLA, PC စတဲ့ကရင်သစ္စာဖော်အဖွဲ့တွေဟာပေါင်းပြင်းမှာလွတ်တဲ့ခွေးတွေဘဝကိုရောက်သွားပါလိမ့်မယ်။အဆုံးဒီနောက်ဆင်ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ဗနာကလစ်ခါပါ။အေးရောဘုံပေါင်ရမြေ။